အရင်ပိုင်းမှာတော့ဂျပန်အနာဒိုတိလက်ရေးစင်အတင်းနဲ့ဘလူးလော့အတင်းတို့ရဲ့ချစ်ကြည်ရေးဘောလင်ပြပွဲကစတင်ခဲ့ပါတယ်။စန်နီမမလေးကပဲဦးဆောင်ပြီးတော့လှလာပပပဲတစ်ချက်တည်းနဲ့အကုန်လုံးမှောက်အောင်ပြစ်နိုင်ခဲ့ပါတယ်။လက်ရေးစင်အတင်းရဲ့ညသာကန်ချီမှာတက်တူးကရုံဦးဦးပြုံးစီမှမူတည်နေတာမို့တရင်လုံးကအားပေးနေကြပါတယ်။ဦးဦးပြုံးကလည်းအုံကွိရှိကွတ်ဆကောင်မလေးလက်လက်ငါးနေရဆိုပြီးပြစ်လိုက်တဲ့အခါမှာအကုန်လုံးအမောက်ပြစ်နိုင်တော့တာမလို့တရင်လုံးကလည်းကယ်တင်နိုင်လိုက်ပါတယ်။ဘလူးလော့အတင်းရဲ့ညသာကန်ချီမှာကတော့နာဂီရဲ့နောက်ဆုံးပြစ်ချက်ပေါ်မှာမူတည်နေပြီးတော့ဆရာသမားကတော့အာရုံများနေပါတယ်။ ပြင်းမဲ့အလုံးမှာတော့အာရုံများမှုကြောင့်ခြေချော်ကျသွားပြီးမတော်ဆဘောလုံးကိုပြင်းပြလိုက်တဲ့အခါမှာအားလုံးကဒီကောင်ငါတို့အုံမဲကိုမျက်နှာတုပ်ပြီးလို့သွေးနေနေမှာပဲမတော်ဆပြစ်လိုက်မိတဲ့ဘောလုံးကကြက်ကန်းတိုးပြီးတော့အကုန်လုံးမှောက်သွားပါတယ်။နာဂီရဲ့တလဲဘောလုံးကျေးဇူးကြောင့်သာတေးကျသွားခဲ့တာကြောင့်အားလုံးကလည်းအောင်ဝဲခံနေကြပါတော့တယ်။ဇဖတ်မှာတော့ရှော်ဒီလေးတစုကတီမပါလာခဲ့တဲ့ဣဇာဂီတို့ကိုတရိပ်ထားမိသွားခဲ့ကြပါတယ်။ဣဇာဂီတို့ကလည်းကျွန်တော်နီနီချောကြတဲ့သူတွေမလို့ရှော်ဒီလေးတွေကအမတ်တရားလက်မဲ့တောင်းခဲ့ကြပါတယ်။ဘိုလင်ဘွဲကနှစ်ဖက်တည်းနဲ့အပီးတက်သွားခဲ့တာကြောင့်အိုလီဗာအိုက်ကူကတော့ ောက်တစ်ပတ်ထပ်နှွဲကျင်ခဲ့ပေမဲ့အီစာကီကတော့သူ့တကယ်ချင်းနေနဲ့လေဘက်ဖို့စီစဉ်ထားတာမျိုးညှင်းလိုက်ပါတယ်။အိမ်အပြန်ရထားမှုတာမှာတော့အီစာကီကိုမိသားစုတစုကနေပြီးတော့လာရောက်နှုတ်ဆက်ခဲ့ကြပါတယ်။အဲ့ဒီနေ့ကဘောလုံးပွဲကိုသူတို့ကြီးကြီးလိုက်ရပြီးသူတို့ရဲ့သားလေးကတော့အီစာကီရဲ့ပရိသတ်ဖြစ်လာခဲ့ပါတယ်။ကောင်းလေးကအီစာကီရဲ့အဆုံးသတ်ကိုကအရင်မှိုက်ပြီးတော့အီစာကီနဲ့ဘလူးလော့တင်းလုံးကိုကြိုက်ချောင်းပြောပြီးတော့လက်ဆက်နှုတ်ဆက်ခွင့်တောင်းပါတယ်။အီစာကီကလည်းရတာပေါ့လို့ဆိုပြီးတော့ကောင်းလေးနဲ့လက်ဆက်နှုတ်ဆက်ခဲ့ကြပါတယ်။ကောင်းလေးကတော့အီစာကီကိုအကောင်းဆုံးကျေးဇူးတော်ဖို့နဲ့ဒီနေ့သူ့လိုဖြစ်ချင်ကြောင်းပြောရင်းနဲ့နှစ်ယောက်သားနှုတ်ဆက်ခဲ့ကြပါတယ်။ အရာအားလုံးကပြောင်းလဲသွားတာမဟုတ်ပဲအီစာကီကိုတိုင်ကသူ့ရဲ့အတွင်းကိုနဲ့သူ့ရဲ့ကံကြမ္မကိုကိုတိုင်ပြောင်းလဲပြီးခဲ့တာပါအိမ်ပြန်လန်းခုလက်မှာအီစာကီကအသင်းမဟောင်းတယောက်နဲ့ပြန်လည်ဆုံတွေ့တဲ့အခါမှာအသင်းမဟောင်းကသူ့ကိုမမ်မီတေးရဲ့လာလို့မေးပါတယ်မြေကြီးကိုလမ်းနဲ့ပုတ်တာအမှလွဲနိုင်တဲ့ကိုလွဲအောင်ကန်ခဲ့တဲ့ဒေါ်ဝင်းနုလက်တစ်ကိုအီစာကီကကောင်းကောင်းကြီးမမ်မီနေသေးပါတယ်ဒီနေ့နဲ့မှအတူကစားခဲ့ကြဘူးတဲ့သူကအခုဆိုရင်ဂျပန်နိုင်ငံရဲ့သူရဲ့ကောင်းတယောက်ကျဲပွင့်တပွင့်ဖြစ်လို့နေပါတယ်ကျွန်တော်အိုင်ဒေါဖန်မှာအိုင်ဒေါဖန်ကင်တက်လာဆိုပြီးအချင်းချင်းစားတော့နေခဲ့ကြပါဗျ။အဲ့ဒီအချိန်မှာပဲအလိုက်မသိတတ်တဲ့ငနေသားက ငါအခုချိန်ထိမင်းဘလောက်ကန်ကောင်းခဲ့လဲဆိုတာမယုံနိုင်သေးဘူးအဲ့ဒီနောက်ဆုံးအခိုက်အတန့်မှာတွေးခဲ့တဲ့ကိုကကန်ကောင်းတာလည်းရင်ဘာမှမဟုတ်လေဟုတ်တယ်မလားဟမ်ကန်ကောင်းတဲ့ကိုဟုတ်လားအေးဟုတ်တယ်လေနောက်ဆုံးစက္ကန့်လေးမှာမင်းရှိရောက်လာတဲ့ဘောလုံးလေးကိုအသားလေးတွင်းလိုက်တာပဲလေမဟုတ်ဘူးလားတာကြီးဟာငါလည်းဘလူးလောက်ရတာတော့ခဲ့ရင်ငါလည်းအခုချိန်တွေးရဲကောင်းတယောက်ဖြစ်နေလောက်ပြီအဲ့ဒီကိုရဖို့မင်းတဘောအလုံးစားကန်နေများတွင်းလိုက်တာလားကွာဟမ်အီဇာကီအီဇာကီကတော့သူကြိုးစားခဲ့တဲ့မြတ်အရာအလုံးကကန်ကောင်းလို့တာရတော့ခဲ့တာပါဆိုတဲ့စကားကြောင့်ဂျီနေရုံတော့ပဲတက်နိုင်ပါတော့တယ်ဒေါ်ဝင်းနုလက်တိတ်ကတော့ခုထိတဘောမပေါက်သေးပဲ ူ့ကိုသူဟာတပြောလိုက်တယ်လို့တော့ထင်နေပါဗျ။သူဘယ်လောက်ထိရုံးကန်ခဲ့ရတယ်လဲဆိုတာကိုမသိပဲ။အခုလိုအားကြောင့်နေရာမျိုးကအတော်လေးကိုခံပြင်းနေရကောင်းပါတယ်။အီစာကြီးရဲ့စိတ်ထဲမှာတော့သူလည်းပဲဘလူးလောက်မသွားခဲ့မိရင်ဒီလိုငဘောတကောင်များဖြစ်နိုင်နေလောက်မလားလို့တွေးမိပါဗျ။ပြောင်းလဲသွားတာကဘာကြီးမဟုတ်ပဲတကယ်တမ်းပြောင်းလဲသွားတာသူကိုယ်တိုင်ပဲဖြစ်တယ်ဆိုတော့အီစာကြီးကသဘောပေါက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ဆရာအုံမုတ်ခွတ်နဲ့နိုင်ငံအသီးသီးကကလပ်ပိုင်ရှင်တွေကဆရာအုံမုတ်ခွတ်ဒါကြီးကစီးပွားရေးအနေနဲ့အောင်မြင်ပါမလား။ဒီ project ကြီးကအရာအားလုံးပြောင်းလဲမယ်တော်လိုင်းရေးဆိုပေမဲ့အရန်အနေအများတဲ့ညီညီမြုံနယ်မှုကြီးလည်းဖြစ်နေတယ် ငါတို့ကသဘောတူချင်းပဲရင်းလိုက်တာနဲ့ရတာမတွင်ပြောဖို့ကောင်းမှာမဟုတ်ဘူးလေဟုတ်တယ်မလားတာကြီးရောငါ့ကိုယုံလိုက်စမ်းပါဒီ project ကြီးကစီးပွားရေးဆိုတာထက်ကိုကြော်လွန်စေရမယ်ဘလူးလော့ project ရဲ့ဒုတိယအတုတ်ကကြီးမားတဲ့ဖြောပြေး project ကြီးတစ်ခုအနေနဲ့လာလိုက်မယ်ငါ့ရဲ့ဖန်တီးမှုကကမ္ဘာအကောင်ဆုံးတက်ရှိမှုကိုဖန်တီးပေးလိုက်မယ်ငါတို့ရဲ့ကျေပွင့်လေးရာလဲတစ်ချိန်ထဲမှာပေါက်ခွာလာစေရမယ်ဆိုပြီးတော့ဆရာအုံမုတ်ခွတ်ကကြုံဝိုင်း chapter 151ကလည်းဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ် chapter 152ရဲ့အစမှာတော့ရင်းရဲ့အကူအီတိုရှိဆိုင်ရဲ့ နောက်ဆုံးကစားကကလူရီရဲ့မိကုန်းထုတ်ခြင်းကိုခံနေရပြီးတော့အင်တာနက်အပေါ်မှာလည်းပေးသေးတဲ့ဘောလုံးကိုမပေးခဲ့တာမို့စီရာဇွေသားတရားလိုဆက်ဆံခံနေခဲ့ရပါတယ်။စာရေးကလည်းတလောကလောကသူ့လုပ်စာထိုင်စားနေတယ်လို့မျိုးမင်းတို့မြင်တဲ့အတိုင်းပဲဆိုပြီးတော့ဝေဖန်မှုတွေကိုရိုးရိုးရှင်းရှင်းပဲတုံ့ပြန်ခဲ့ပါတယ်။ရင်းရဲ့စိတ်ထဲမှာတော့အဲ့ဒီခိုက်တက်မှာငါအကိုကြီးယူနိုင်ခဲ့တယ်ဆိုတာတန်တရားမရှိဘူး။သူနဲ့နီးနီးကပ်ကပ်လိုက်မိခဲ့ပြီးတော့သူ့ကိုလုံအောင်ဖြည့်ဆည်းပေးချင်နေတဲ့ငါ့ရဲ့ဗီဇအတိုင်းလှုပ်ရှားခဲ့တဲ့အခါမှာသူ့ရဲ့ကောင်းလာပါတယ်ဆိုတဲ့အကွက်ကိုထုတ်ခိုင်းပြီးတော့စာချင်းမြင့်တမင်စာလေးအတွင်းမှာငါတားလိုက်နိုင်ခဲ့။ ဒါပေမဲ့အဲ့ဒီအဖက်ချမ်းကိုငါအခုချိန်ထိနားမလည်နိုင်သေးဘူးခန္ဓာချက်ကထူးဆန်းပြီးတော့ငါ့ရဲ့သွေးကြောတွေကကနေလိုမျိုးခံစားလိုက်ရတယ်ကြည့်ရတော့အကိုကြီးကငါ့ရဲ့အဲ့ဒီစိတ်ကိုတိနေခဲ့တဲ့ပုံပဲဘုရားအားလုံးဖြစ်စည်းပြည့်ရှင်တဲ့ငါ့ရဲ့အတ္တကိုအကိုကြီးကမြင်ကျင်ခဲ့တာဒါပေမဲ့လေအဆုံးတက်မှာတော့အကိုကြီးကငါ့ကိုတတိမထားမိပဲဣဇာကီကိုပဲတတိထားမိခဲ့တယ်အကုန်လုံးပြောနိုင်တာတော့ဣဇာကီကအဲ့ဒီပွဲထဲမှာအကုန်လုံးကိုရလိုက်တယ်ပြီးတော့ငါခြေတလန်းနောက်ကျသွားခဲ့တယ်လို့ဖြစ်ခဲ့တယ်အဲ့ဒါကြောင့်မို့ငါလူတိတယောက်ဖြစ်လာမှရမယ်အဲ့ဒါမှဣတိုရှိစာရဲနဲ့ ်ဣသာဂီရိုနှစ်ယောက်လုံးကိုဖျက်ဆီးပစ်နိုင်မှာဆိုပြီးတွေ့တော့ရင်ရင်းကပြောင်းလဲပြဖို့ဆုံးဖြတ်ခဲ့ပါတယ်ဣသာဂီရိုရဲ့မိသားစုသမင်ဝိုင်းမှာတော့ဣသာဂီရဲ့အင်တာဗျူးကိုကြည့်ရင်မိသားစုညသာသမင်ဝိုင်းလေးကပြောဖို့ကောင်းနေပါတယ်ဣသာဂီရဲ့အဖေနဲ့အမေကဘလုံးကြောင့်တိတ်နားမလဲပြီးမဲ့ဣသာဂီပြောနေတာလေးကိုမြင်တွေ့ရတာကသူတို့အပျော်ရှင်ဆုံးဖြစ်စေတာပါကိုယ်တွင်တွင်မတင်တွင်တာမန်ပဲဖြစ်ဖြစ်ထူးချွန်တာပဲဖြစ်ဖြစ်သူတို့ရဲ့သားလေးမလို့အကောင်းဆုံးကြိုးစားနေတာကိုမြင်ရတာနဲ့တင်ပျော်ရှင်စေပါတယ်သူတို့သားလေးနိုင်နိုင်ရှုံရှုံဘာတွေပဲဖြစ်နေပါစေဣဇာဂီဘက်မှာအမြဲယက်တည်နေပေးမယ်လို့ဆိုပါတယ်အဲဒါကြောင့ တားရဲ့ဘွားကိုတားကြိုက်တယ်လို့နေနိုင်တယ်လို့ပြောပါတယ်မိဘနှစ်ပါးရဲ့နှွေးထွေးမှုမြင့်တာကြောင့်အီဇာကီးကပီတိရဖြစ်နေပြီးကမ္ဘာအကောင်ဆုံးတိုက်စစ်မှုဖြစ်လာစေရမယ်လို့ကြေညာလိုက်ပါတယ်ဘွားကိုကြိုက်တယ်လို့နေရဆိုတာအတ္တတမားတယောက်ရဲ့ဆိုလိုရင်းလည်းဖြစ်ပြီးတော့လူလောကပဲသူ့ကိုဒီလိုပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်အရင်ကသူစိတ်ကူးမြင်ခဲ့ဘူးတဲ့လူတရားဖြစ်လာခဲ့ပေမဲ့အကျိုးအရာအများကြီးကိုလည်းခြံထားခဲ့ရပါတယ်အနိုင်ရဖို့ဆာလာမှုကိုသွင်းရတဲ့ခံစားချက်ကိုယ့်ရဲ့ကဘာကြီးကိုကိုယ့်ရဲ့လမ်းနဲ့ပြောင်းလဲရတဲ့ပြောရှင်မှုအဲ့ဒီလမ်းစဉ်ကပဲအခုလိုပြောရှင်မှုတွေကိုပေးနိုင်တာမလို့ အဲ့ဒီစစ်မြေပြင်ကြီးကိုပြန်သန်းကျင်နေပြီဘလူးလော့မှာပဲအသက်ရှင်ကျင်နေပါတယ်အဲ့ဒီအချိန်မှာပဲဘလူးလော့ project ကြီးကတပံပြန်လဲစတင်ပြီဖြစ်ကြောင်းကျွန်တော်တို့ရဲ့ကစားသမားရင်းစီကိုအတိပေးအကြောင်းကြားခဲ့ပါတယ်နေရာသေးတခုကမ္ဘာအကောင်ဆုံးတက်ရှိမှုကိုမွေးထုတ်ပေးမဲ့လမ်းစဉ်ဖြစ်တဲ့ blue lab project ကြီးရဲ့အထူးတရားထုတ်စတင်ခဲ့ပါရယ်နောက်တစ်ပိုင်းမှာတော့ဒီတက်စိတ်ဝင်စားစရာကောင်းတဲ့အရာတွေလာမှဖြစ်ပြီးစောင့်မျှော်ပေးကြဖို့နဲ့ကျွန်တော်ရဲ့ YouTube channel လေးကရင်းနှီးထားတဲ့ကြော့ဆုပ်ထက်တော်တနာစရာကောင်းနေတာမို့ TikTok ကကြည့်နေရဆိုရင် bio မှာပြထားတဲ့ link ကနေ subscribe ဝင်လုပ်ပေးကြဖို့နဲ့ YouTube ကကြည့်နေရဆိုရင်တော့ like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ် ဒီနေ့ဖို့ကတော့ဒီလောက်ပါပဲဗျ။